ီနေ့ချောကကော်ဖီလာတောင်းရင်းနဲ့အမေအတွက်ပန်းသေးလေးလုပ်ပေးဖို့ဒီဆိုင်ကိုရောက်နေရပါဒီဆိုင်လေးကဘယ်ဆိုင်လေးလဲဆိုတော့ထုံးစံတိုင်းမဲ့6နှစ်တူတူလိုက်ကြည့်ကြမယ်ဒီဆိုင်လေးကဝင်လိုက်တာနဲ့ပန်းရံံလေးတွေတင်းနေရပဲဆိုင်ပြင်စင်လေးကလည်းတကယ်ကိုပန်းလေးတွေနဲ့ဖွဲ့စည်းထားတာမလို့ချောလိုမျိုးပန်းကြိုက်တဲ့ကောင်မလေးတွေကတော့ဒီဆိုင်လေးကိုတကယ်သဘောကျမှအသေးချပါပဲ ချောကတော့ထုံးစံတိုင်းကော်ဖီရင်မှာပါတယ်။ချောကအခါတိတ်မကြိုက်တဲ့သူဖြစ်တဲ့အတွက်သူတို့ဆိုင်ရဲ့ signature coffee လေးဖြစ်တဲ့ Spanish latte လေးမှာလိုက်ပါတယ်ရှင်။ဒီဆိုင်မှာ package မျိုးလုံးရှိတဲ့အတွက်ကိုယ်တိုင်လာမလုပ်နိုင်ရင်တော့မှ fancy အတွက်ကြိုတင်ပြီးတော့ order မှာလို့ရပါတယ်ရှင်။ ဒီဆိုင်ကပန်းဆိုင်ကမှကော်ဖီဆိုင်လေးနဲ့တွဲဖွင့်ထားတာဆိုတော့ပန်းစီစီရတာဝန္နာပါတဲ့ကောင်မလေးတွေအတွက်လည်းတင်တော်တယ်ပေါ့နော် ခုပန်းစာစီဖာတော့မယ်ချောလုပ်တဲ့ပန်းစီ package လေးကတော့ import mix package လေးဖြစ်ပါတယ်မမေးအတွက်ဆိုတော့နှင်းသိဖြူလေးတွေကိုချောအဓိကထားမှလိုက်တာပေါ့နော်ရှင်အမကနဲ့တဲ့အဖြူနဲ့လိုက်မဲ့ပန်းလေးတွေကအစားထပ်ပြီးရွေးပေးပါတယ်ရှင်။ ဆရှင်အမကလည်းတေချာကိုပြပြပြပါတယ်ဒါကချော့ရဲ့ပထမဦးဆုံးပန်းသီးလှီးပူတာမို့လို့နည်းနည်းတော့ရင်းနေခုံနေရပေါ့ကဲချော့လောက်ထားတဲ့ပန်းသီးလေးလှလားပန်းလေးစီးပြီးတော့သုံးတန်တန်ယူပဒနာအဖြစ်ပဲလေးတွေပေးတယ်ပေါ့နော် မာနာတဲ့ trend လေးတွေလည်းရပြီဆိုတော့စပြီးတော့တောက်ပါတော့မယ်။ fan နဲ့လက်သေးအရသာလေးကတကယ်ကိုချိုးစိတ်လေးမျိုးတောက်လို့ကောင်းပါတယ်။ချိုးလို့အခါတောက်ရတာမကြိုက်တဲ့ကောင်မလေးရဲ့အတွက်အတော်မှအဆင်ပြေတယ်ပေါ့နော်။ chili mango mochi တို့လေးပါဒီ trend လေးကလည်းဒီဆိုင်မှာတော်တော်လူကြိုက်များတယ်လို့သိရတယ်ပေါ့နော်။တရသေးအရသာချစ်ချင်လေးကိုမှ chili အဆက်အရသာလေးပေါင်းထားမှချိုးရဲ့ favorite drink လေးတောင်ဖြစ်သွားပါသေးတယ်။ ဒီဆိုင်မှာ drink လေးတွေအစုံရတာမို့လို့ဒီဆိုင်ကိုလာဖြစ်လို့ရှိရင်ပန်းစီလေးစီးရင်ဒီက drink လေးတွေကို try ကြည့်ဖို့ကျွန်တော် recommend ပေးပါတယ်ရှင်ကိုရဲ့မိဖတွေချစ်သူကောင်မလေးကောင်လေးတွေရဲ့မွေးနေ့အထိမ်းအမှတ်နေ့တွေမှာပန်းလေးလေးပေးလိုက်လို့ရှင်သူတို့အတော်လေးကိုပျော်သွားမှတည်ကြပါပဲ။ထွက်ပြပေးခဲ့တဲ့ဆိုင်လေးကတော့လှမ်းမြို့နယ်ပြည်လမ်းမပေါ်မှာရှိတဲ့ Nature Gift Flower Studio ပဲဖြစ်ပါတယ်။ ဒီဇိုင်းလေးကမနက်9:00နာရီနဲ့ညနေ4:00နာရီထိပြည့်ရမရှိဖွင့်လှစ်ပေးတာမှလို့ထက်တဲ့ချိန်လာလို့ရပါတယ်ရှင်။ချောရဲ့ဗီဒီယိုလေးတွေကိုအချိန်ပေးကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ချောနဲ့အတူနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။